ျမလေးတစ်ခါလေးအားသင့်တယ်ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နေဆိုလို့ရှိရင်လေတမိုင်လောက်တောင်မှလာမကတ်တဲ့လူတွေကနည်းနည်းအခြေအနေကောင်းပြီဆိုလို့ရှိလို့ရှိရင်တမျိုးပြောင်းသွားတယ်အဲ့တော့ဒီတော့ကျမပြောမယ်ကျမအမြဲပဲအမြဲပဲကြိုးဆိုလှက်ပါအရင်တော့ကဘယ်လိုပဲကျမတို့ပုံမှန်ဆက်ဆံဆက်ဆံအခုကျမတို့ ਨੇ တကယ်ပဲလက်တွဲပြီးတော့လှုပ်ချင်တယ်နိုင်ငံကြွတဲ့လှုပ်ထုံလှုပ်ချင်တယ်ဆိုရင်ကျမအမြဲပဲကြိုးဆိုလက်ပါ ဒါပေမဲ့ကိုကိုကိုတော့ပြန်ပြီးတော့သုံးသကြပါတကယ်ပဲကျမတို့ ਨੇ နိုင်ငံအကျိုးအတွက်လက်တွဲပြီးတော့လှုပ်ချင်တာလားဒါမှမဟုတ်ကိုအကျိုးအတွက်လက်တွဲပြီးတော့လှုပ်ချင်တာလားဆိုတာတော့စဉ်းစားစီကျမချင်းပြင်းနေကိုတွားတုံးอ่ะဆိုလို့ရှိရင်တစ်ခါမှကျမအဲ့လောက်တောင်မှလက်ဆောင်နေမရခဲ့ဘူးအစ်မတားမှဆင်းရဲတဲ့ကျင်းမဲ့ချင်းရွာသူရွာသားတွေကရှိတာလေးတွေပေးကြတယ်တနေရာမှာကျမကိုချက်ကြီးပေးလို့မပေးပါနဲ့ဆိုတော့မတောင်းမှရတယ်မတဲ့ မသိနိုင်ပါဘူးပေါ့နော်ဒီချက်ကြီးကိုယူပါဘယ်လို့မှစီယုံရှင်တစ်ယောက်ကိုခေါ်သွားလို့မရပါဘူးစစ်ဘရောတောင်းပန်ယူရတယ်အဲ့ဒါတည်းမကဘူးအဲ့ဒီချင်းပြင်းတယ်မှာကျွန်မအတွက်အင်မတန်စိတ်လှုပ်ရှားစရာပီတိဖြစ်စရာကိစ္စရတော့မင်းရတော်တော်များများမှာကလေးလေးတွေကိုသူကခြီးပြီးတော့ကျွန်မကိုပြပြီးတော့ဒါတို့ဘိုလ်ချုပ်သမီးလို့ပြောကြတယ်အဲ့တော့ကျမအမြတမ်းခံစားရတယ်။ဒါကျမတို့ရဲ့တကယ်တကယ်မောင်နှံကိုမောင်နှမတွေပဲပေါ့နော်။အဲ့ဒါကြောင့်မလို့ ကျွန်မတို့ဟာကိုယ်ချင်းချင်းကိုတံပိုးထားကြထားတတ်ကြပါအဲ့လိုတံပိုးထားခြင်းရဲ့ပီတိကိုခံစားဘူးလို့ရှိလို့ရှိရင်ဘယ်တော့မှတို့ဟာပြည်တော်စုဖြစ်တယ်ဆိုတာကိုမေ့မှာမဟုတ်ပါဘူး